မြောင်းတို့ဖမ်းခြင်းအကညာနာဝဲစားတွေတရောင်းစားတွေဖမ်းပါလားဟမ်ဒါမှမဟုတ်ရင်လိုင်းစင်တစ်ခုလုတ်ပြီးတော့2စီး3စီးပေါင်းစီးနေတထေးတွေကိုဖမ်းလိဥပဒေဆိုတာကလူချမ်းသာတွေတော့အခွင့်အရေးပြည့်နေလူစင်ရဲတွေတော့တော့တန်ကျိုးတစ်ခုပဲဗျာဒီလူတွေတတိကအရင်စိုက်ပါလို့ပဲဟိုထပ်ပြီးတော့ထပ်လာတော့တတိပေးပြသေးအဲ့တော့ဒီကနေ့ဒီကောင်းနေမလို့ကြာနေ Hi Academy ဘာပီတူညီကိုမော်ဒမမများအားလုံးမင်္ဂလာပါ News Beat Channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါရယ်2025ခုနှစ်ဇွန်လ3ရက်နေ့ရက်တို့နေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခေတ်မှာနောက်ဆုံးကြားသိရတဲ့တော်လန်သတင်းထူးသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါရယ်ကျတို့ဒီနေ့ခေတ်မှာဇွန်လတော်လန်ရဲဘော်တွေကနေပြန်မစကားသင်းတိုက်ပွဲတွေကိုဆင်နွှဲနေတဲ့အကြောင်းတွေရယ်ဘောမရက်ကွက်ရယ်ပေါ့နော်ခြေကွက်လာမဲ့တွေလည်းကြည့်ရှုရမှာပဲဖြစ်ပါရယ်အယုံဆုံးနေနဲ့ကျတို့ခါတိုင်းလိုပဲသတင်းတို့လေးတွေကြည့်လိုက်ရအောင်နော်ပထမအဆုံးသတင်းသဘောအနေနဲ့ကတော့ ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်မှရှိတဲ့ဒေဘော်ဘိုးစစ်ကောင်စီတပ်စခန်းကိုကယ်နယ်လေတပ်ကဒရုန်းတွေနဲ့ဗုံးကျက်တိုက်ခိုက်နေပြီးတော့မှပြည်သူ900ကျော်ထမ်းပစ်ကိုထွက်ပြေးလာတယ်လို့သိရတာပဲဖြစ်ပါတယ်။ထိုင်းမြန်မာနယ်စပ်မှာတပ်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကယ်ပြည်နယ်ဘက်ကနေပြီးတော့မှပြည်သူ900ဦးအားဆိုရင်တနင်္ဂနွေဘက်ကိုထွက်ပြေးတိမ်းရှောင်လာပြီးတော့မှနေရာ၃ခုမှာဒုက္ခသည်တွေကိုလက်ခံထားတယ်လို့လည်းသူတို့သိရတာပဲဖြစ်ပါတယ်။တပ်တော်ထိုင်းမြန်မာနယ်စပ်မှဆိုတော့စစ်ကောင်စီတပ်စခန်း9ခုသာကျန်ရှိတော့တာဖြစ်ပြီးတော့မှဩဂရီတာဒေဘော်ဘိုးဝေါ်ရီဗျူဟာကုန်း ီတဲလဲစခန်းဒီကပလဲစခန်းတို့တာဂျန်ရှိတော့တယ်လို့လဲကျတို့နောက်ထပ်သိရတာပဲဖြစ်ပါတယ်တကယ်တော့တရင်ကောင်းပဲပေါ့နော်မချခင်မှာတော့ကျတို့အနေနဲ့ဒီတီဘောဘောစခန်းကိုကန်နလီပူပေါင်းတက်ဖို့ဘုံနေပြီးတော့မှပြည်တတိခိုက်ရရှိမယ်လို့မျှော်လင့်ရတာပြီးတော့မှဂျန်နဲ့ဒီကျတို့တောင်ပိုင်းတိုင်းမှာရှိတဲ့တောင်လမ်းရေပူပေါင်းတက်ဖို့ဘုံနေပြီးတော့မှစစ်ကောင်စီတက်စခန်းတွေတခုပြီးတခုတင်ပိုက်နေဖို့အခုဆိုရင်ပြန်ပြီးတော့မှစ조사နေတာပဲဖြစ်ပါတယ်ငါ့ဟုတ်ပဲဂျန်ရှိတော့တာပြီးတော့မှအားလုံးမျှော်မှန်းထားတဲ့အတိုင်းပဲတောင်ပိုင်းတိုင်းပြည်တာနဲ့ပေါ့နော်ကျတို့မချခင်မှာတော့ မြေပြောင်းလာပြတော့မှပြီးမှမှရှိတဲ့တော်လန် PDF ဖူအောင်တဖို့ဝင်နဲ့ချိန်ဆက်ပြီးတော့မှနေပြီးတော့ထိတော်မှတိတိနေမဲ့ viewer တွေကျွန်တော်ခုဆိုမြင်နေရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းတဖို့အနေနဲ့ကတော့မကွေးတိုင်းမြန်မြို့နယ်မှာရှိတဲ့ပြူစောထင်းနဲ့စစ်ကောင်စီတပ်တွေအထိုင်ချတပ်ဆွဲထားတဲ့ကာနီကျွရကကိုရင်နှပားနဲ့ပြည်သူ့တုံးဝဆိုရင်ပခုတ်ကိုခရိုင် MS5 တရင်စီကိုချိန်ဆက်ထွက်ပြေးလာတယ်လို့ကျွန်တော်သိရတာဖြစ်ပါတယ်သူတို့ကစိတ်လဲစိတ်ချရတဲ့ပြည်သူတွေမျိုးကျွန်တော်တို့ကတွားခေါ်တာပါကျွန်တော်တို့အနေနဲ့က တတကြီးတော့ခေါ်ရတာမျိုးမဟုတ်ပဲနဲ့ပြည်ရဲမှာအမြဲတမ်းအနိကဆောင်ကြည့်နေတာရှိတယ်အဲ့လိုအနေထားကနေရွာရဲ့မိသားနေရာ300ဝန်းကျင်အထိတော့ခေါ်ရတာပဲဆိုပြီးမှပခုကိုရိုင်းအမစငါတရင်တို့တိမ်မှုကနေပြီးမှပြောဆိုထားတာဖြစ်ပါတယ်အခုကသူတို့ထွက်လာရတဲ့အကြောင်းရင်းကလုံခြုံမှုတွေမရှိတော့တာစားရတောက်ရနေထိုင်ရေးတွေအကစသူတို့ချင်းချင်းအသွင်းကြီးပုံကမှုတွေရှိနေတဲ့အတွက်သူတို့မနေရလို့ထွက်လာတော့တာပါဆိုပြီးမှ ကျွန်တော်တို့ဒီတရမိုးကနေပြန်မပြောဆိုထားဖြစ်ပါတယ်စက်ကောင်စီနဲ့ပေါ့နော်ပြူစော်တိတွေရဆိုတော့ကျွန်တော်အားလုံးတည်ထားတဲ့အတိုင်းပဲကာနေကြွရမှာဆိုရင်တော်တော်လေးကိုတောင်းကြနေတာပြန်မတို့တို့ကိုယ်တိုင်ဝစ်စကိုတွေကိုမိသူရိုက်ထုတ်ပြီးတော့မှရော်ထဲမှာထိနှိုင်းကြဲလို့ဆောင်နေကြတာပဲဖြစ်ပါတယ်အမျိုးသမီးတို့လည်းစော်ကားမော်ကားနဲ့ပေါ့နော်မရင်းချင်းမှုတွေလည်းများစွာရှိနေတယ်လို့ကျွန်တော်သိရတာပြန်မအဲ့လိုမျိုးတောင်းကြပြီးတော့မှပြူသူတွေကိုနိုင်တဲ့စီးနှင်းလုပ်နေတဲ့ပြူစော်တိတွေကိုကျွန်တော်တို့အနေနဲ့အများဆုံးသူသိရှင်းလင်းဖို့လွှဲနေတာပဲဖြစ်ပါတယ် ကျွန်တော်တို့ဒီနေ့နေ့ကင်ပိန်းကိုပထမဆုံးအနေနဲ့ကျင်းပကတော့စစ်ကောင်စီအခန်းပေါ်တော့ OG ရိုင်းမှုတွေကဆားလို့ကျွန်တော်ပြည်သူတွေကိုနိုင်ငံဆီနေလို့နေတဲ့အချိန်မှာတစ်ဖက်မှာဆိုတော့ OG ကနေပြီးတော့မှကျွန်တော် PDF တွေကိုလိပစ်ဖို့နဲ့ချင်းချောင်းမှုတွေတက်ခတ်ဖို့လို့နေတာမလို့ account ဘယ်လိုမျိုးဖြစ်သွားလဲဆိုတာနဲ့ပတ်သက်ပြီးတော့မှရဲဘော်ရှင်းလေးရတဲ့တင်ကောင်းပြောဆိုထားတာဖြစ်ပါတယ်ရဲဘော်ရှင်းလေးဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကတော့ကျွန်တော်စာကြည့်လိုက်ရအောင်နော်ဒီကနေ့မှာကျွန်တော်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလက်ပစ်ဖို့နဲ့လာပစ်တဲ့ OG ဘလို့စက်သိမ်းသွားတာလဲ ဒီကောင်ကျွန်တော်တို့အလောက်တောင်ရှော့တက်တာလားဒီတင်းကိုကျွန်တော်တွေ့လိုက်တဲ့အချိန်မှာကျွန်တော်ရင်ကြီးတယ်ကျွန်တော်ပြီးပါကျွန်မပြီးပါတယ်လေကျွန်တော်သတင်းတင်ပြနေရင်းနဲ့ဒါရင်မောပြုံးမိမယ်လို့တော့ကျွန်တော်မျှော်လင့်နေပြဖြစ်စဉ်ကကျွန်တော်အုပ်ဖို့ကကျွန်တော်ပြည်သူ့ကော်မတီတစ်ဖက်ဝင်ပြီးဒါချီးတဲ့နေရာကိုအုပ်ချီးကဒါသတင်းရသွားတော့အဲ့ဒီနေရာကိုသူ့ရှိမှရှိတဲ့လက်ပြဘုံနဲ့လာပြစ်တာလက်ပြဘုံနဲ့ပြစ်ခတ်မှု ပြီးတော့အဲ့မှာကျွန်တော်တို့အုတ်ကြီးလာပြီးလက်ပြုံးနဲ့တက်တဲ့အချိန်မှာကျွန်တော်တို့ရဲဘော်လူငယ်တယောက်ကမြင်လိုက်တယ်မြင်လိုက်တဲ့အတွက်အဲ့ဒါကိုကျွန်တော်တို့ဒါအနီးမှာရှိတဲ့တပင်နဲ့ကွက်ကာပြီးတော့ရှောင်နိုင်ခဲ့တယ်ပြီးတော့အဲ့ဒီအုတ်ကြီးကတုတ်ချေတင်ပြေးတာသူပြစ်ပြီးတော့လက်ပြုံးပြစ်ပြီးတော့တုတ်ချေတင်ပြေးတာနောက်ကကျွန်တော်ပြည်သူ့တော်ဝင်တက်ဖွဲ့ဝင်တွေကလိုက်ပစ်တာဘလောင်းပွင့်ထွက်သွားတယ်မိုက်တယ်နော်ကျွန်တော်လူငယ်ကိုဘလောက်တောင်းမဲ short တွက်လေရောတလား နောက်ထူးခြားတာတစ်ခုစီတည်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီအုတ်ကြီးကစစ်မှုတန်းဟောင်းစစ်မှုတန်းဟောင်းတွေရဲ့မသူရဲ့စိတ်ထဲမှာပေါ့နော်အာသူတို့ကတကယ့်ကိုစစ်သားကောင်းကြီးတွေစစ်သားကြီးတွေပြီးတော့စစ်တီတွေရဲ့အော်ကျွန်တော်တို့ဒါစေးဆိုင်ရပြန်ကျင်တဲ့သူတွေအဖြစ်သူတို့ကသူတို့သူတို့မှတ်ယူပြီးတော့အဲ့ဒီအကြောင်းကိုမကြမကြပြောပြီးတော့သူတို့တွေခုံစားနေတာကိုကျွန်တော်တို့အချို့နေရာတွေမှာမကြမကြတွေ့နေရတယ် ဆိုတော့ငါဟာစစ်မှုတဲ့ဟောင်းပဲငါဟာတက်ခရေးရဲဘော်ဟောင်းကြီးပဲဒီကလေးတော့ကတော့အေးစစ်စစ်ပဲလက်ပြဘုံပြသွင်းပြီးတော့အဲ့ကောင်နေအကုန်လုံးကိုတက်ပြပြမယ်ဗောဗျာပြီးတော့သူရဲကောင်လုတ်ချင်တာလဲပါတယ်ပြီးတော့နမဲလုတ်ချင်တာလဲပါပါလိုက်တယ်ကန်ဆိုးကျင်တော့ပုံမှန်ရှိတယ်ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေကပါရ ेंजर တွေဖြစ်နေတာသူမတွေးမိဘူးအုတ်ကြီးလာလာကိုလည်းတွေ့တယ်လက်ပြဘုံထောက်ပြီးတော့ပြတ်တဲ့အချိန်မှာကျွန်တော်တို့ဒါတိတ်ချောင်းနှိုင်းလိုက်တယ် ဆိုတော့ဒီလိုပစ်စင်မျိုးတရမ်းမိပါတယ်ဒါကျွန်တော်စိတ်ကူးလေးမှာဒါကျွန်တော်တို့ဇဝင်ကန်းလေးတစ်ခုပုံစံမျိုးပုံဖော်ပြီးတော့ကြည့်စီခြင်းပါတယ်အုတ်ကြီးဟာသူ့ကိုသူယုံကြည်မှုအပြင်းနဲ့ဒီနောက်တက်တင်နောက်ကတော့ငါလက်ပြဖုံးစာကျွေးလိုက်ရင်အဲ့ကောင်နေအုံးဆိုတာနဲ့အကုန်ပြောက်ဒီကောင်နေစက်ငင်စက်ငင်ဖြစ်သွားမှတေးကြတယ်ပြီးတော့ငါကိုနှိုက်ကလည်းစစ်မှုထမ်းဟောင်းဖြစ်တဲ့အတွက်ငါရဲ့တိုက်ရင်ခိုက်ရင်ငါရဲ့ဒါကြွန့်ကျင်မှုတွေနဲ့ဒီကောင်လေးကိုတမားပြမယ်ဆိုတာ သူစိတ်ကူးပါလိမ့်မယ်ဒါပေမဲ့ပြလိုက်တဲ့လက်ပြဘုံကိုကျွန်တော်ဒါရှောင်းတိန်နိုင်ပြီးတော့အုတ်ချီးရဲ့ခေါင်းကိုတစ်ခွင်ပြလိုက်တော့တေးတာတေးသွားတယ်အသေးရောဖြောက်မှမသိဘူးဒါတော့ရေဘော်ရှင်လဲနေမြတော်မှာပေါ့နော်ကျွန်တော် အုပ်ဖို့မြို့နယ်မှာရှိတဲ့အုပ်ကြီးကလည်းပြည်တော်မှာ PDF တွေရှိတဲ့စခန်းကိုလက်ပြဘုံနဲ့လာရောက်တက်ခတ်ဖို့လုပ်နေတဲ့အချိန်မှာပဲအဲ့ဒီလက်ပြဘုံဟာဆိုတော့ဗောနော်ကျွန်တော် PDF တွေရှိတဲ့နေရာကိုမကြရောက်ပဲနဲ့ကျွန်တော်ဘက်ကလည်းပြည်တော်မှာအဲ့ဒီအုပ်ကြီးကိုဦးကောင်းကိုတနက်နေ့ပြစ်ခတ်ရှင်းလင်းနေခဲ့တဲ့ဆိုတဲ့အကြောင်းလေးပါတပြည်တော်မှာတရင်ကောင်းကြားရပဲဖြစ်ပါတယ်လူမျိုးစကောင်စီခေါင်းအုပ်ကြီးတွေရိုင်းမှုတွေဆိုတော့ကျွန်တော်တော်လန်ပီတူတွေတော်မှာကရဲဘော်တွေထိပါဗောနော်အခုဆိုရင်လာရောက်တက်ခတ်မှုတွေလုပ်ဆောင်နေတာဖြစ်ပြီးတော့မှာသူတို့ကတော့လေးနေတာ PDF တွေကိုအထင်သေးမှုတွေနဲ့အခုဆိုရင် လာပြီးတော့မှချင်းချောက်မှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်သူတို့ရဲ့နောက်ဆုံးတွေ့ရလမ်းကတော့ငရေလမ်းပြည့်ပြည့်ဖြစ်တယ်ဆိုတာကျွန်တော်အလုံးနဲ့တည်ထားတာပြီးတော့မှကျွန်တော်ရက်ွက်တွေတိုင်းမှာဒီလိုမျိုးထင်နိုင်ချက်ပြီးတော့မှအုပ်စုလိုက်တောင်းချနေကြတဲ့စစ်ကောင်စီခန့် OGI မိုးတွေပြူစော်တိတယ်ဆိုတော့နောက်ဆုံးမှကျွန်တော်တော်လန်ရဲဘော်တွေရဲ့လက်ချက်နဲ့ပဲအတေးမလာပဲနဲ့အခုလိုမျိုးဇတိန်တွေ့ရတာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ကျွန်တော်တို့ဒီငါလေးမေးတန်တက်ပြီးသူတွေအတွက်ပေါ့နော်စကွန်ဆီရနေပြီးတော့မှကုညီထောက်ပံ့မှုတွေကိုချင်းဒီလှုပ်ဆောင်ပေးနေသလားဆိုတာနဲ့ပတ်သက်ပြီးတော့မှသတင်းစကားလေးကျွန်တော်တို့စပီမာနားထောင်ကြည့်လိုက်ရအောင်နော်မက်လာ28ရက်နေ့ကနေအင်ဘလာ24ရက်နေ့တီကိုနိုင်ငံတကာအလူငွေဟာကျပ်ဘီလီယံတသိန်းတသောင်းကျော်ရထားပြီလို့စစ်ကောင်စီရဲ့ဒုတက်ချုပ်ဆိုဝင်းဟာအင်ဘလာ24ရက်နေ့အမျိုးသားတဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးမှာပြောခဲ့ပါတယ် စစ်ကောင်စီကငလင်ဘေးသစ်ပြည်သူတွေကိုဘလောက်ကူညီထောက်ပံ့နေတယ်ဆိုတာကိုသူတို့ထိန်းချုပ်ထားတဲ့သတင်းစာစာမျက်နှာတွေမှာနေတိုင်းဒီပဝဝေးစတာဟောပြနေတာတော့တွေ့ရပါတယ်စစ်ကောင်ကဗိုလ်ချုပ်မယောင်လိုင်ရာစပြီးတော့စစ်ဗိုလ်ချုပ်တွေအရာရှိကြီးတွေကနိုင်ငံတကာပေးတဲ့မတားလက်ခံတဲ့ပြည်သူတွေကိုမျက်နှာလုပ်ပါတယ်ဒါပေမဲ့စစ်ကောင်စီအနေနဲ့နိုင်ငံတကာအလူငွေတွေဘလောက်ကိုတော့ငလင်ဘေးသစ်ပြည်သူတွေအတွက်သုံးထားပါတယ်ဆိုတဲ့သတင်းအချက်အလက်ကိုပုံဝင်လေးလေးနဲ့တိတိကျကျထုတ်ပြန်ထားတာတော့မတွေ့ရသေးပါဘူးတိတိကျကျမှလူသားလေးတွေကိုတော့အရင်တော့မြန်မြန်ဆဆထုတ်ပြန်ပြီးတော့လူငင်ကောင်းအောင်လုပ်ပေးပါတယ် မဲမဲရရတွေ့ရတာဆိုလို့တခုတော့ရှိပါတယ်အဲ့ဒါကစစ်ကောင်စီရဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရမုံငွေအထောက်အပံ့ဆိုတဲ့ခေါင်းစဉ်နဲ့ငလင်မေးတင်တိုင်းနယ်ပြည်နယ်၄ခုတည်းထောက်ပံ့ထားတဲ့မြန်မာငွေ၁၂၅ဘီလီယံပါအဲ့ဒီမှာမန္တလေးတိုင်းအတွက်ကျပ်ငွေဘီလီယံ60စကိုင်းတိုင်းတော့ကိုကြက်ငွေဘီလီယံ50နေပြည်တော်တော့ကိုကြက်ဘီလီယံ30နဲ့ရှမ်းမြောက်တော့ကိုကြက်5ဘီလီယံထောက်ပံ့ထားတယ်လို့စစ်ကောင်စီထိချုပ်ထားတဲ့ MRTV ကနေပြီးတော့28ရက်နေ့ကထုတ်ပြန်ထားပါတယ် တိုင်းငယ်ပြည်နယ်၄ခုအတွက်ကိုထောက်ပံ့ထားတဲ့မြန်မာငွေ125ဘီလီယံတနည်းအားဖြင့်အဲ့ဒါလောက်များများဆဆပမာဏကိုထောက်ပံ့ထားတဲ့အချိန်မှာတော့စစ်ကောင်စီရဲ့ကောင်းဆောင်ဗိုလ်ချုပ်မင်းအောင်ဟဲ့အမျက်နှာထွက်ပြခဲ့ပါတယ်။စစ်ကောင်စီကငလင်ကိုအကြောင်းပြပြီးတော့နိုင်ငံတကာနေရထားတဲ့ငွေစုစုပေါင်း7ဘီလီယံ3သိန်း1000ကျော်ပါဒါပေမဲ့ငလင်နှုတ်ပြီးတလားကျော်အတွင်းမှာတော့သူတို့ရဲ့ပြောကြားချက်အရပြည်သူတွေစီကိုပြန်လည်ထောက်ပံ့နေဆိုတဲ့ပမာဏဟာကျက်ပြီးတဲ့တရားကျော်ပဲရှိပါသေးတယ်။ရတာကအုံနှောင်ရှိရဆိုရင် အဲ့ဒီလေကမှဒဘုံစာတော့ကိုပဲ PUAC ကိုထောက်မှန်ပေးတာမျိုးရှိပါသေးတယ်။ match လ28ရက်နေ့ကလောက်ခတ်ခဲ့တဲ့ငနေမှာတည်ဆုံးခဲ့ရတဲ့လူတွေအတွက်ကိုတယောက်ကိုငွေကျပ်7သိန်းကြီးထောက်ပံ့ပေးမယ်လို့စစ်ကောင်းဆောင်ကဧပြီလ9ရက်နေ့မှာထုတ်ပြောခဲ့ပါတယ်။သူတို့ရထားတဲ့နိုင်ငံတကာအလူငွေက7ဘီလီယံသိန်းနဲ့ချီပါ။ငလျင်အတွက်တည်ဆုံးသွားတဲ့လူတို့အတွက်ကိုနိုင်ငံတော်ကထောက်ပံ့မယ်လို့ဆိုတဲ့မြန်မာငွေ7သိန်းဆိုတဲ့ပမာဏဟာတော်တော်လေးနည်းလို့ပါတယ်။အဲ့လိုတအူးကို7သိန်းကြီးထောက်ပံ့မယ်ဆိုတာကိုတော့အခုတည်းကမေမေရရမတွေ့ရသေးပါဘူး။စစ်ကောင်းဆောင်ဘုကြုံမယောင်နိုင်အနေနဲ့ပြောခဲ့တာကတော့ဧပြီလအစတည်းရပါ။ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဒီမှာတော့တလကျော်အတွင်းမှာ၁၀သိန်းပေးတဲ့ထောက်ပံ့ပွဲဆိုလို့ဧပြီလ26ရက်နေ့နေ့လေကနေပြည်တော်ပုဗ္ဗတိနီမျိုးနေရအခမ်းအနားတစ်ခုမှာပဲရှိပါသေးတယ်။အဲ့ဒီမှာငလင်ကြောင့်တည်ဆုံတဲ့လူတအူးကိုငွေ၁၀သိန်းနှုန်းနဲ့လူ၁၁၉ဦးတို့အမွေကျပ်၃000နီးပါးထောက်ပံ့ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ငလီကြောင်ထိတိုက်တည်ဆုံးသူတွေဟာအယောက်3900နဲ့4000ကျားရှိပါတယ်။အဲ့ဒီတွေကမှလူတရာကျော်သားလောက်ကိုပဲကြက်ငွေ7သိန်းတိထောက်ပံ့ပေးရသေးတာပါ။နိုင်ငံတကာကငလီရင်အတွက်လှူထားတဲ့ကုလညီထောက်ပံ့ရေးပစ္စည်းတွေနဲ့ပတ်သက်တဲ့အပိုင်းမှာတော့ စစ်ကောင်စီကငလင်းနှုတ်ပြီးတလားအတွင်းမှာဘယ်လောက်ရတယ်ဘယ်လောက်တိုက်တာကိုပြန်လဲပေးထားတယ်ဆိုတာကိုတော့စာရင်းထုတ်ပြန်ထားပါတယ်အဲ့ဒီစာရင်းမှာငလင်းအတွက်အရေးပေါ်အထောက်ပံ့နေတွေရမှာအဓိကကြတဲ့မိုးကတဲနဲ့စားတောက်ကုံလိုဟာမျိုးတွေကိုတော့ထိခိုက်မှုများတယ်မန္တလေးနဲ့စကိုင်းခက်ဆိုင်စစ်ကောင်စီကနေပြည်တော်ကိုပူပူတတတုံးဆွဲထားတာကိုတွေ့ရပါတယ်နေပြည်တော်ဟာသူတို့ရဲ့ဌာနဆိုင်ရာရန်ရဲတွေအဓိကလည်းပဲပြီးတော့စစ်ကောင်စီကိုထောက်ခံတဲ့လူအများစုရှိနေနေရဖြစ်ပါတယ်နိုင်ငံတကာကစစ်ကောင်စီကိုစိုက်ဆုံပါတဲ့မူကတဲ့အလုံးပေါင်း1000နဲ့4000ကျော်ပေးခဲ့တယ်လို့စည်ရင်းထဲမှာဖော်ပြထားပါတယ် အဲ့ဒီတရားမှာအလုံး2800နီးပါးကိုနေပြီးတော့တွက်တုံးပြီးတော့မန္တလေးတွက်ကြတော့အလုံး800ကျော်ပဲတုံးပါတယ်။စကိုင်းတိုင်းတွက်တော့အလုံး1900ကျော်တုံးထားပါတယ်။သူတို့ရဲ့ဝင်ကြီးဌာနဆိုင်ရာအဖွဲ့အစည်းတွေအတွက်လိုခေါင်းစဉ်တက်ပြီးတော့အလုံး3000ကျော်လောက်ကိုလည်းယူထားလိုက်ပါသေးတယ်။အဲ့ဒါလိုပဲငလျင်ဘေးတင်ပြည်သူတွေအတွက်ကိုနိုင်ငံတကာပေးတဲ့စားတောက်ကုန်ပါတဲ့ပစ္စည်းဖပေါင်း13000ကျော်လောက်ရှိပါတယ်။အဲ့ဒီတရားမှာနေပြီးတော့တွက်ဖပေါင်း9000ကျော်လောက်ကိုတုံးထားပါတယ်။ဒါဟာစုစုပေါင်းပမာဏရဲ့တဝက်ကျော်ဖြစ်ပါတယ်။ဒါကိုကြည့်ချင်းအပြင်နိုင်ငံတကာထောက်ပံ့တဲ့ငွေကြေးရောပစ္စည်းတွေရောစိတ်ကောင်းတွေရာသူတို့လက်သူတို့ခြေစီမံခန့်ခွဲမှုတွေလုပ်နေတဲ့ဆိုတာကိုတွေ့ရမှာပါ ဒီမှာကျွန်တော်ကြားတဲ့အတိုင်းပဲပေါ့နော်စစ်ကောင်စီကနေပြီးတော့မှနိုင်ငံတကာကနေပြီးတော့မှရရှိထားတဲ့အကူအညီတွေထဲကနေပြီးတော့မှမပြောပါတော့တဲ့ ီကူညီမှုဖြစ်ပြီးသူတွေကိုကူညီတဲ့စပရမပြောင်းလဲမျိုးစားတွေစတိုက်ထုတ်ပြန်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်တို့ငလီပေးတန်တဲ့ပြီးသူတွေကိုတယောက်ကို7000တော့ပေါ့နော်ထောက်ပံ့မဲ့စပရမသူတို့အနေနဲ့ပြောနေချိန်မှာသူတို့ရတဲ့ငွေပမာဏဆိုတော့ဒေါ်လာဘီလီယံတရာကျော်တောင်မှရှိတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့မှတည်ရတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကျွန်တော်တို့ငလီပေးတန်တဲ့ပြီးသူတွေကိုမကူညီအောင်တော့မှာကမုန်းချက်မှုတွေဒီပါလို့ဆောင်နေတာဖြစ်ပြမှာအခုဆိုရင်ကျွန်တော်တို့ပြီးသူတွေကဆိုတော့ငလီပေးတန်ကနေပြီးတော့မှနလမထူနိုင်တည်တဲ့ပြင်ရေးပေးပါထပ်ပြီးတော့မှကြုံတွေ့ရမဲ့အခြေအနေကိုအခုဆိုရင် ကြားနေရတာပဲဖြစ်ပါတယ်။ဒါကစကောင်စီနေနဲ့ကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ပြည်သူတွေကိုဖြစ်ချင်တိုင်းဖြစ်ဆိုပြီးတော့မှပါနော်။နေတိုင်းပစ်ထားပြီးတော့မှစစ်ကိုအတင်းဖန်တီးနေတာပဲဖြစ်ပါတယ်။နောက်လည်းတို့ဆိုရတဲ့ပြည်နယ်လူမျိုးပေါ် channel နဲ့ကိစ္စတွေရဆိုတော့ကျွန်တော်ဒီတာမန်ပြည်သူတွေတာမကဘောမရက်ကပါပြောဆိုမှုတွေရှိလာတာမလို့ဒီကောင်တွေနဲ့ဘယ်လောက်ထိပါနော်။ကြားရှိခံမလဲဆိုတာတော့ကျွန်တော်ဆောင်ချက်မှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောတွေနဲ့ဘောမချုံမျိုးများနဲ့ပြီးတော့မှ PDF တွေကဗီဒီယိုတွေကိုကြောင်းမဲ့တက်ဖြတ်တယ်ဆိုပြီးတော့မှပြောလို့မျိုးစပြောဆိုထားရတယ်ကျွန်တော်စပြီးတော့မှကြည့်လိုက်ရအောင်နော် ချင်းမအကြမ်းသားလူကမြေရိုးချင်းကြိုက်ကြီးပေါ်မှာကျွန်တော်ကလည်းတဏ္ဍာကြီးကြိုက်ပြီးတော့ရထားပူလာမှာရန်ရှော့ပြစ်လိုမျိုးနော်လေးသိမ့်မှာရန်ရှော့ပြစ်လိုမျိုးနော်ချော့ပြစ်စရာဟိုတိုင်းရန်ရှော့ပြစ်လိုမျိုးအဲ့လိုမျိုးပုံမှန်သူကသူ15ယောက်ကအစည်းဝေးလုပ်နေတာမဟာဟို16ကြီးမြောက်အတမစက်မဟာပထမဘွဲလုပ်ဖို့အစည်းဝေးလုပ်လုပ်နေကြတာအစည်းဝေးလုပ်နေတာကိုခတ်တင်နဲ့ဝန်ချလာပြီးတော့တဏ္ဍာတိုင်းဖြစ်လာ6ယောက်ဒီသွားတယ်နေရာမှာလည်း6ယောက်ဒီသွားတယ်ကဲကြည့်ဦးဘလောက်မရိုင်းလဲဆိုတာလူ6ယောက်ဒီသွားတယ်တေသွားတယ်တေရတယ်ပြစ်ပြီးတော့ပြီးသွားလားဆိုတော့မဟုတ်ဘူးအလူငွေပတ်စံနေပါအိတ်တဲ့ထိပ်ပြန်ပြန်ထွက်သွားတယ်နော် လုတ်တဲ့ဖွဲ့ကပကံပိုချို PDF အမီးကပကံပိုချို့ဆိုတဲ့အမီးပြရတဲ့ PDF အဖွဲ့အဲ့ဖွဲ့လုတ်တာသိတဲ့လူတွေကတိဥစော်စော်ခေါ်ဥမြင့်စော်တဲ့နှစ်ဥနှစ်မြိုင်းသုံးဥခင်မောင်ထေးလေးဥခင်မောင်တန်းငါဥတန်းထွန်ဥတန်းထွန်နော်အဲချောက်ဥစိုးမင်းနော်အချောက်ခုနှစ်ယောက်တည်တာဗျချောက်ခုနှစ်ယောက်တည်တာဥစိုးချောက်ဥစိုးမင်းခုနှစ်ဥကြည်ထွန်ခုနှစ်ယောက်တည်သွားတယ်ချောက်ယောက်ကပြည့်နှံ့နိုင်ရတယ်နော်အဲ့တော့ကျန်တဲ့လူကတော့ဘာမှထိရပြန်ရနှစ်ယောက်ပဲလွတ်တယ်ပြောရရင်တော့15ယောက်ပါခုနှစ်ယောက်တည်တယ်ချောက်ယောက်ပြည့်နှံ့နိုင်ရပါတယ်ချောက်ပြည့်နှံ့နိုင်ရပါအဲ့တော့ ဒီဖြစ်စဉ်ဖြစ်တဲ့မှာအခုကျွန်တော်တို့မှာစီးရင်တွေမှထပ်ပြီးတော့ကြည့်အောင်နော် sorry 6ရောက်သေးတာဗျဒီမှာစီးရင်နည်းထပ်လိန်နာပေါ်ပြီနော်နှစ်ယောက်နာမည်ထပ်တယ်နော် sorry ပြန်ပြောမယ်ဗျာဥက္ကမောင်ထီတေဆုံးနာဥက္ကမောင်ထီဥတန်ထွန်ဥတင်မြိုင်ဥသောသောနော်ဥကြည်ထော့နော်ဥမောင်တန်းဥစန်းကိုဦးဆိုပြီးတော့လူလူဝဖြစ်နေတယ်ဗောနော်ဆိုတော့အဲ့မှာတေဆုံးနာ9ယောက်နေတယ်တဲ့ဒီမှာနော်9ယောက်နေတယ်ဥကြော်အောင်ဥလှဟန်ဥကြည်ထွန်ဥဝင်းလိုင်းဥဒေါခင်စန်းမြင့်ဥမြတောင်းဗောနော်အဲ့တော့ ဒီအုပ်စုတွေကတော့အဲ့မှာပြဿနာကဥကြည်ထွန်းဆိုတာနှစ်ယောက်ဖြစ်နေတယ်။သေတာလားသေတာလားဒန်ရလားဆိုတော့ဥကြည်ထွန်းကနှစ်ယောက်ထပ်နေတယ်။မမတ်ပုံတွေကစထပ်နေတော့ကျွန်တော်လည်းအဲ့ဒါပြဿနာအဲ့တော့6ယောက်တည်တယ်လို့ပဲမှတ်မှာလို့တော့ဖြစ်နေပြီနော်။6ယောက်တည်တယ်လို့မှတ်လို့တော့ဖြစ်နေပြီ။ဒါတော့ဥကြည်9ယောက်တည်တယ်ပဲဖြစ်6ယောက်တည်တယ်ဖြစ်ပေါ့နော်။အဲ့မှာလူ6ယောက်တော့တက်မနေတည်သွားတယ်ဒီလိုပဲမှတ်ပါ။နော်ဘာလို့ဆိုကျွန်တော်ကတည်းကတေဆုံးစင်းနေဟိုအစင်းလူ2ယောက်ကနာမည်ထပ်နေတယ်။တကောင်စင်းတကယ်သူပေါ့နော်။တကောင်စင်းတကယ်သူပေါ့။လူ2ယောက်နာမည်တူနေရလားဒါမှမဟုတ်လူ2ယောက်ထဲကို2ယောက်မှားရင်းနေရလားတော့မသိဘူး။မှတ်ပုံတင်အရဆိုရင်တော့နော်မှတ်ပုံတွေကဥကြည်ထွန်းဆိုတဲ့ပုံပေါ့။မှတ်ပုံတင်အရဆိုရင်တော့ မှတ်ပုံလေးရဆိုတော့မတူလူနှစ်ယောက်လို့ပြောလို့ရတယ်နော်မှတ်ပုံလေးကလူနှစ်ယောက်လို့ပြောလို့ရတယ်ခက်တာကအဖေနာမည်ကျတော့သွားတူနေပြန်တယ်ပြဿနာကျွန်တော်လည်းဘာမှမသိတော့ဘူးခက်တာတော့နော်အဲ့တော့သေးတဲ့လူကကျွန်တော်တို့တည်းက6ယောက်လို့တည်တယ်ဒါပေမဲ့6ယောက်မှာ9ယောက်ဖြစ်နေတယ်နောက်ဒန်ရဲ့လူက6ယောက်လို့တည်ကြတယ်အဲ့တော့အဲ့ဒီမှာဒန်ရဲ့ရပြီးတော့ဟိုတိကျတဲ့ဆုံးဖြစ်ကုန်တယ်ဆိုတော့အဲ့ဒီဘွဲအဲ့လိုပြစ်ပြီးတော့ပတ်ဆက်နေဂျူသွားတယ်ဆိုတော့ဒါပေမဲ့စစ်ကြောင်းကတော့တိလို့လိုက်နေချင်းတော့ခေါင်းနဲ့လက်သွားတယ်အဲ့တော့ပြောချင်တာကဒီကောင်တွေကတရားပိတ်တရားနာမဲ့ဟာလဲပထမဘွဲလုံးမဲ့ဟာလဲဒီကောင်တွေပိတ်တာနေဖြစ်နေတော့ဒီကောင်တွေဘာမှမခံစားနိုင်ဖြစ်နေတယ်ပြဿနာသူတို့ဖြစ်နေတဲ့ပြဿနာနော် တော့ဒါဗုဒ္ဓဘာသာဒီညောင်ဦးဆိုတာပကံညောင်ဦးဆိုတာဗုဒ္ဓဘာသာယဉ်ကျေးမှုမြေကြီးရဲ့ကြီးသားကြီးတက်တည်မရှိဘဲနဲ့ပေါ့နော်ဒီကြုံမင်းမင်းနေပြီးတော့မှ PDF တွေကကျတို့ပြည်သူတွေကိုဒီတိုင်းတက်ဖြတ်မှုတွေလို့ဆိုနေတယ်စပရမမျော်လင်းမျော်စားပြောဆိုထားဖြစ်တယ်အရင်တော့လည်းသူတို့အနေနဲ့ဒီလိုမျိုးတက်ဖြတ်မှုတွေရှိလာပြီးဆိုတော့ ਨੇ PDF တွေကိုဒီကောင်းနေပြီးတော့မှဆွဆွဲပြောဆိုမှုတွေရှိလာတာပြီးတော့မှ အဲ့ဒီ net worth မှာဆိုရင်တို့ PDF data မကပါတော့ဘူးစော်တီတွေလည်းများစွာရှိနေတာပဲဖြစ်ပါတယ်။ဒါဝဒီကောင်ကနေပြီးတော့မှပြီးသူတယ်အတမဆက်ပထန်ရွတ်ဆိုဖို့လုတ်နေတဲ့အချိန်မှာ PDF တွေကနေပြီးတော့မှတဖြတ်မှုတွေလုတ်ဆောင်သွားပြီးတော့မှအလူငွေတွေကိုလည်းယူသွားတဲ့ဆက်ပုံစံမျိုးတွေနဲ့တို့ပြီးသူနဲ့ PDF တဖို့မနေကြတဲ့မှာသူဟာတရှုတဲ့နေလန်တွေလုတ်ဆောင်လာတာပဲဖြစ်ပါတယ်။သူတို့နေနဲ့စချုံးပြီးဆိုတာနဲ့လှုပ်လေးလှုပ်ထားရှိတဲ့ကွက်တွေပေါ့နော်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့အခုချိန်မှာမြောက်လိုင်းရဲ့ ဒီဝတ်တောက်ရင်တွေကိုဖမ်းဆီးမယ်ဆိုပြီးတော့မှလှုပ်ဆောင်နေတဲ့အပြုမူတွေနဲ့ပတ်သက်ပြီးတော့မှဘိုမာရက်ကဘယ်လိုမျိုးခြေကွက်လာမလဲဆိုတဲ့ပြောဆိုထားမလဲဆိုတာကျွန်တော်တို့တစ်ချက်လောက်နားထောင်ကြည့်လိုက်ရအောင်နော်ဝတ်တောက်ကားတွေဝတ်တောက်ဆိုင်ငယ်တွေဖမ်းပြတော့တိုင်းပြည်အတွက်ပါအကျိုးရှိတယ်ဗျပြောကြည့်စမ်းတိုင်းပြည်အတွက်ပါအကျိုးရှိတယ်ကျွန်တော်တို့နည်းနည်းလေးပြောကြည့်စမ်းအင်းမရောလည်းပြောလေမြေကြီးတွေကထွက်လာတာလားဒိတ်စင်းစင်းကိုကြော်ဖြတ်ပြီးမှရောက်လာတာလေကျွန်တော်တို့ဖမ်းခြင်းအကညာနာဝဲစားတွေတောင်းစားတွေဖမ်းပါလား ာမမုံရင်လိုင်းစင်တစ်ခုလုတ်ပြီးတော့နှစ်စီးသုံးစီးပေါင်းစီးနေတထေးတွေကိုဖမ်းလေဥပဒေဆိုတာကလူချမ်းသာတွေအတွက်အခွင့်အရေးဖြစ်ရင်လူစင်းရဲတွေအတွက်တော့တန်ကြိုးတစ်ခုပဲဗျနော်နည်းနည်းတော့ဟာသဆန်တယ်ကျွန်တော်တို့နိုင်ငံကအဲ့ဒီတော့ဗမာထားမယ်မိုးရဲရေထဲမှာလာတိုင်းကြိုးဆက်ပို့မယ်တိုင်းပြည်တော့ဘန်နာဘလောက်ရမယ်ဟုတ်ပြီဒီတရားဟိုဖြုတ်ရောင်းဒီဖြုတ်ရောင်းလုပ်မယ်ဒီတန်တွေကိုပိုက်ပေါ်မိတဲ့ပြည်သူတွေနဲ့ မရှိမရှိမဲ့ဝယ်စုဆောင်အခြေခံလူရန်းစားတွေကခံရတာဗျဒါကိုခမားတို့နားလည်ဖို့လိုတယ်ဒါကြောင့်တန်ဖိုးနဲ့စားနဲ့လိုင်းစင်လေးတွေလုတ်ပေးလိုက်သူတို့တော့အဆင်မပြေဘူးလားပြောပြီနော်ဒါပဲကျွန်တော်တို့ပြည်သူတွေကတော့ခုဆိုရင်စစ်ကောင်စီရဲ့ထိနှဲချက်လုတ်ပြီးတော့မှသူတို့ငွေရချင်လို့လို့ကိုဝတ်တော်ရင်တွေကိုဖမ်းဆီးမဲ့ဆိုတဲ့ကိစ္စဆိုတော့ပြည်သူတွေနာမကဘောမိုက်ကွက်ပါတော်တော်လေးကိုအထီလောင်နေကြတာပြပြတော့မှ သူတို့လည်းစကောင်စီခေါင်းဆောင်နဲ့ပြီးတော့မကယူမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပဲဖြစ်ပါတယ်။အဓိကတော့ကာညာနာယုံမကနေပြီးတော့မှလိုင်စင်တွေမချပေးတဲ့ပြင်သူတို့ပေါ့နော်ဝိတော့ရင်တွေကိုအခုဆိုရင်စကောင်စီအောက်ခြေကလူတွေနဲ့ပေါင်းပြီးတော့မှဖမ်းဆီးမှုတွေလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဖမ်းဆီးတဲ့လူတွေကိုလည်းသူတို့နဲ့ကြားတိရတဲ့လောက်ဆိုရင်တော့ထောင်ဒဏ်တလပြင်တတ်တယ်လို့လည်းပေါ့နော်အတင်းပေါ်တာဆွဲမှုတွေလုပ်ဆောင်နေတယ်လို့သူတို့အနောက်ထပ်သိရတာပဲဖြစ်ပါတယ်။စကောင်စီရဲ့ရဲစုံမှုကျူးလွန်တဲ့ကိစ္စတွေဆိုတော့မြတ်ပြနေတာပြီးတော့မှ ရတဲ့မှာကျွန်တော်ကြောမဲ့ပြီသူတွေအရဆိုတော့တနေ့လိုမှာတနေ့ဆက်ရပြီသူတွေဖြစ်နေတာမို့လို့စစ်ကောင်စီရဲ့လိုရနဲ့ပတ်သက်ပြီးတော့မှခုဆိုရင်ဘောမရဲ့ကွက်ရောကျွန်တော်တော်လံပြီသူတွေကပါပေါက်ခွဲပြောဆိုမှုတွေရှိလာတာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပိုးအနေနဲ့ဥကြောကနေပြီးတော့မှနာလပင်းလုံးစစ်ကောင်စီရရှိတွေကိုဘယ်လိုမျိုးဆုံးမပြောဆိုထားမလဲဆိုတာစပီရမကြည့်လဲရအောင်နော်။ဒီပက်စစ်အာဏာရှင်ကြီးရဲ့စော့ပါဇက်ကြီးကဒီပါတယ်မှာစပ်ပတ်တော့တန်ဖိုးမရှိဘူးအဲ့တော့ခင်ဗျားတို့ဟိုကျွန်တော်တို့ပြည်သူလူထုတွေ ီချိန်မှာတတိထားဖို့ကနော်လေရင်တစ်ခုပဲဒီကောင်းလေးမှာဟိုအာတာချက်ရှိတာနော်မြေပြင်တို့ရေပြင်တို့လာတိုက်ကြမှာကဲနော်ဒီချိန်မှာကျွန်တော်တို့တော်လိုင်းရဲ့သမားတွေကဟိုကျွန်တော်တို့ဟိုပကုံးကြီးတူလာပြီးဆိုလာဆိုတဲ့အကြောင်းပြောပြချင်တာနော်ကျွန်တော်တို့တော်လိုင်းရဲ့သမားတွေနဲ့ဒီဖက်စစ်အာနာရှိအကြမ်းဖက်လူသက်မဒင်းကောင်တွေရဲ့လုံရက်ကိုကျွန်တော်တို့ကပကုံးကြီးရှင်းလာပြီးနော်ပကုံးကြီးတူလာပြီးခြေရာချင်းတူလာပြီးပေါ့ဗျာ အဲ့သူတို့ရဲ့အားပါချက်ကတော့ဒီလေရင်နေနဲ့ဘုံလိုက်ကျဲတဲ့အတွက်အဲ့ဒီအပေါ်မှာကျွန်တော်နိုင်ငံနိုင်ငံသားတွေအထူးသတိထားဖို့တတိပေးပေးရစီနော်ကျွန်တော်ပြောလာပြီပြီနော်စက္ကစဒီအချမ်းဖက်ဖက်စစ်စစ်တာအာနာရှင်ကြီးရဲ့ပါဇက်ကပေါင်နေမှာစက်ပါတော့တမုံမရှိဘူးရှင်းတယ်ကောကျွန်တော်ပြောတာအဲ့တော့ကျွန်တော်တို့ပြည်သူလူထုတွေတတိထားဒီလိုစိုက်ပါလို့ပဲဟိုထပ်ပြီးတော့ထပ်လောင်းပြီးတော့တတိပေးပေးရစီအဲ့တော့ဒီကနေ့ဒီကောင်းကြီးဘယ်လောက်ထိကြောက်နေပြီလဲဟမ် အငိမ့်စားဘုံဘူးကြောင့်အရာရှိကြီးဟမ်အခုဒီအန်ဒီရဲ့လက်လွတ်ရဒီချိန်မှာကျွန်တော် PDF တွေမှာ PDF နေရာတိုင်းမှာရှိနေတယ်ဆိုလားဒီကောင်းကြီးကောင်းကောင်းသိတယ်ဒါကြောင့်မို့မအေလို့ဒီအရာရှိဟမ်လေးရာရှိလားဟမ်ကိုယ်လေးမှာကြောက်တော့ကြောက်နေကြတယ်ဟမ်ဟမ် ။ဦးကျော်အားတော့ပါနော်။ဖျားစကားတွေပြောပြတော့မှပြီးတော့ဂျင်းသိနေတဲ့စစ်ကောင်စီရရှိကောင်းဆောင်တွေနဲ့ပတ်သက်ပြီးတော့မှပြပြနေနေနဲ့ဆုံးမပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီရရှိတွေဆိုတော့ကျွန်တော်အလုံးတည်ထားတဲ့အတိုင်းပဲအငိမ့်စားတွေတောင်မှခုဆိုရင်တော်လန်ရဲဘော်တွေကနေပြည်မှာရှင်းလင်းပြခတ်မှုတွေလှုံ့ဆော်နေတာပြည်မှာသူတို့ကဆွန်တော့ပေါ့နော်ပုံကိုရဲ့ Facebook မှာအခုဆိုရင်တော်တော်လေးကိုကြောက်နေကြတာပဲဖြစ်ပါတယ်ပြည်သူတွေကတော့ ကျော်တော့ကိုအခုလိုမျိုးဆက်လက်ပြီးတော့မှဒုက္ခပေးပြီးတော့မှချင်းချောင်းမှုတွေလို့ဆောင်နေဘဲဆိုတော့တလန်ပူပေါင်းတပ်ဖို့ဝင်နေတဲ့သူအမြဖြတ်တိုက်ခိုက်ချေမှုတော့မယ်ဆိုပြီးတော့မှကြွေးကြော်ထားကြတာမလို့အဲ့ဒီအတိုင်းပေါ့နော်အခုဆိုရင်ဆက်လက်ပြီးတော့မှလှုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်အားလုံးရဲ့မျှော်မှန်းထားတဲ့အတိုင်းပဲ Federal Democracy Lansing ကိုရရှိနိုင်အောင်ကျတို့တိုင်းသားညီကိုတွေနဲ့သူလက်တွဲပြီးတော့မှလှုပ်ဆောင်နေကြတာမလို့တိုက်ပွဲတိုင်းမှာလည်းအခုဆိုရင်အောင်ပွဲတွေရရှိနေတာပဲဖြစ်ပါတယ်မြောက်လိုင်းတွေနဲ့ဒီလိုမျိုးဆက်လက်ပြီးတော့မှ US နဲ့မှဆိုတော့သူ့အနေနဲ့ပေါ့နော်ဒီ2ရဲ့ Standard MG ပါဝင်ဂျန်နဲ့ဘုံမာ UK တွေတိုက်လို့ ကျွန်တော်မြန်မာပြည်ထဲကနေပြီးတော့မပြောက်ွက်သွားနိုင်လဲဆိုတဲ့အကြောင်းထပ်လောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့နေခင်မဲ့တစ်ဖြတ်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျေးမှချင်တဲ့ပြေဆုံးပြီးတော့မှမြောက်လိုက်မရေးပေးတာနဲ့တဘောပေးရတဲ့မြေမြနဲ့ကြေဝေးပြီးတော့မှတာရဲချင်တဲ့နေလေးပန်ဆိုင်ကြပါစေလို့ကျွန်တော်ဒီထဲကလည်းဆုမကောင်းတောင်းပေးလိုက်ပါတယ်။